ညမအရေးကိုအာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားလိုက်တယ်လို့ AB သတင်းဌာနမှဖော်ပြလာပါတယ်။မေလနောက်ပိုင်းမှာ ကျင်းပမယ်။နှစ်ရက်အကြာအာဆီယံထိပ်သီးအစည်းအဝေးမှာညမအရေးကိုထိပ်တန်းအကြောင်းအရာဖြစ်ထည့်သွင်းဆွေးနွေးမယ်လို့အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားလိုက်တာပါ။အာဆီယံဟာစစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ စကောင်စီကိုအစီအွေတက်ခွင့်မပေးဘဲနိုင်ငံခြားရေးတာဝန်ရှိသူတွေကသာတက်ရောက်ခွင့်ပေးခဲ့ပါတယ်။ဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကအာဆီယံဥက္ကဋ္ဌနေရာကိုရယူပြီးနောက်မှာတော့စကောင်စီခေါင်းဆောင်မင်းအောင်လိုင်းနဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ပြီးတရင်ထုတ်ပြန်ရမှာတော့မင်းအောင်လိုင်းရယူထားတဲ့နိုင်ငံရေးယာရုတွေကိုဖော်ပြခဲ့တာမရှိပါဘူး။ဒါ့အပြင်အန်ဝါဣဗရာဟင်ဟာအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ စစ်ကောင်စီအာဏာသိမ်းမိချိန်ကလေးကအာဆီယံဟာမြန်မာနဲ့ပတ်သက်ပြီးဘုံတဘောတူညီချက်၅ချက်ကိုချမှတ်တောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီဟာဒီကနေ့အထိလေးစားလိုက်နာတာမရှိသေးပါဘူးရှင်။